စကိုင်းမြို့ပန်းတော်ရံမှာအင်အားပြင်းကလေးကြောင့်ပြိုကျခဲ့တဲ့ Bright Kids မူဂျိုကနေကလေးအသုံးဆောင်ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့အစိုးရမူဂျိုကျောင်းမှာရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့နတ်လက်လူမှုကွန်ရက်ကယ်ဆယ်ရေးအသင်းကနေသိရပါဗျ။ Bright Kids မူဂျိုကျောင်းကိုကျွန်တော်တို့ဝင်တော့ဆုံးမသွားတဲ့ကလေးမိသားစုတွေရောက်လာတယ်။ဘာလို့လာတာလဲပြန်ပါလို့ပြောတော့ ကလေးလွယ်အိတ်လေးလိုချင်လို့လို့ပြောပါရယ်ကျွန်တော်ရအောင်ယူပေးပါမယ်အိမ်မဲပြန်နာကြပါပြောလိုက်ရတယ်ကျွန်တော်လည်းအဲ့ဒီလောက်စိတ်မမာနိုင်ဘူးလို့နတ်လက်လူမှုကွန်ရက်ကဲစေးအတင်းကတောင်ဝင်ရှိသူတို့ကလူမှုကွန်ရက်မှာရေးသားထားပါရယ်ဧပြီလ24ရက်မနက်ပိုင်းမှာပြိုကျပြက်စီးခဲ့တဲ့မူကြိုးเจ้าကနေကလေးငယ်တွေရဲ့အသုံးဆောင်တွေဖြစ်တဲ့လွယ်အိတ်ရေဘူးထမင်းဘူးတို့ကိုရှောက်ဖွေတွေ့ရှိခဲ့ပါရယ်ဒီပုံတွေမတင်ခြင်းမို့ ။ဒို့ပေမဲ့ဒီကြောင်းနဲ့ဒီမိသားစုတွေကိုဝိုင်းကူကြဖို့လူတွေသိအောင်ခြားပြရခြင်းဖြစ်ပါတယ်။ Brightkiss မူကြိုနမဲကြီးကြောင်းမဟုတ်ဘူး။တထင်းဖွင့်ထားတဲ့မူကြိုမဟုတ်ဘူး။ဒီတော့အကူအညီမရကြဘူး။ကြောင်းကလည်းအင်ကားဖွင့်ထားတာ။ဆီယာမတွေလည်းတနာစရာ။ဆီယာမတယောက်ဆိုရင်စိုးရိမ်ရတယ်။စေးကူဖို့ခက်ခဲနေတယ်လို့ပြောတယ်။ကျွန်တော်ညနေသွားပါမယ်။ကလေးမိမတွေကတော့ပြောစရာစကားမရှိတော့ပါဘူး။ ဝန်နေစရာပုံရိပ်တွေဆိုပေမဲ့ဒီပုံတွေကမိသားစုတွေအတွက်တော့အထောက်ပံ့ဖြစ်စေမှာပါကျွန်တော်တို့တစ်ဖွဲ့လုံးမျက်ရည်မကျသူမရှိပါအကောင်လုံးတိတ်ဆိတ်စွာနဲ့ကုပေးနေကြပါတယ်လို့အဆိုပါလူမှုကူညီရေးအသင်းကတာဝန်ရှိသူတအူကလူမှုကွန်ရက်မှာရေးသားထားပါတယ် အခုလိုငလင်တန်းကြောင့်ပြိုကျခဲ့တဲ့စကိုင်းမြို့ပန်တော်ရဲ့ Brightis မူကြိုမှာကလင်းငယ်20နီးပါးတက်ရောက်နေပြီးကလင်းငယ်9ဦးခန့်ငလင်တန်းကြောင့်သေဆုံးခဲ့ပါတယ်။မူကြိုဟာသုံးတက်တိုက်ဖြစ်ပြီးငလင်လှုပ်ခတ်တဲ့မလ28ရက်မိုးလယ်ပိုင်းမှာကလင်းငယ်တွေအိတ်နေတဲ့အချိန်ဖြစ်တယ်လို့သိရပါတယ်။